နေ့အကျိတ်ဆုံးဥပမာတိတ်ကောင်းတဲ့စားတဘုံမို့နားဆင်ဖြစ်အောင်နားဆင်လိုက်ပါမိတ်ဆွေငါးရကုံကုန်းပေါ်ရောက်လာပါတယ်ရေရေပြန်ဆင်းဖို့သူလူးလှင့်ခုန်ပြစ်ပေမဲ့ရေမြောင်းစီကိုမရောက်နိုင်ဖြစ်နေတော့သူစိတ်လျှော့လိုက်ပါတယ်ဒါကိုဘဝစိတ်တွေမြင်တော့ငါးကိုကင်မင်လောက်ကြပါတယ်ဘဝစိတ်တချို့ကငါးကိုဝိုင်းရှိကြပြီးရေမြောင်းဆက်စီပို့မယ်ပေါ့ဘဝစိတ်ခေါင်းဆောင်ကပြောပါတယ်မရှိကြနဲ့မနိုင်တော့ဘူးငါတို့သူ့ကိုနာအောင်ဝိုင်းကြိတ်ကြမယ်ဆိုပြီး ဝိုင်းကြိတ်ကြလေတော့ငါးကနာလွန်ပြီးတအားပဲလူးလှင့်ခုံဆွပြင်း ရေမြောင်းဆက်စီရောက်သွားပါတယ်နောက်ဆုံးရေသေးထိရောက်သွားနိုင်ခဲ့ပါတယ်ပုံမြင်လေးကဒါပါပဲတချို့နာကျင်ရှင်းတွေဟာတချို့တိတ်ခိတ်မှုန်းတွေဟာအောင်မြင်ခြင်းအတွက်အထောက်ပံ့ဖြစ်စေတယ်ဆိုတာမမေ့ကြပါနဲ့တခါတလေတိတ်ခိတ်လာတဲ့သူတွေကြောင့်ကိုကပုံပြီးတံမာလာရတယ်စိတ်ညစ်ရှင်ညစ်ပါတော်တော်စိတ်တက်မကြပါနဲ့ဘာအကြောင်းကြောင့်မှစိတ်တက်မကြအောင်နေပါ နင်းတက်ရင်အားလုံးဟာလှေကားထစ်တွေချပါပဲအရာရာဟာကောင်းဖို့ဖြစ်လာတာလို့တွေ့ရင်ဒီပုံမြင်လေးကိုသတိရလိုက်ပါမိတ်ဆွေ